မင်္ဂလာပါယနေ့အောက်တိုဘာလ23ရက်နေ့ VPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရာရီတိုင်းကတဲနုကုံကြီးရွာနဲ့ပန်တော်ကြီးကြီးရွာကြားမှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်ကပေးပို့လာပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာရခတတော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထင်းချုပ်ထားတဲ့ရာရီတိုင်းလင်းမြနာမြို့နယ်အတွင်းရှိပသိမ်မုံရွာလမ်းပိုင်းမှာရှိတဲ့တဲနုကုံကြီးရွာနဲ့ပန်တော်ကြီးကြီးရွာနီးနားတွေက နေရာတွေမှာစစ်ကောင်စီတပ်နဲ့ပူးပေါင်းမဟာမိတ်တပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ AR တိုင်းစီသတင်းမြင့်တွေစီကသိရပါတယ်။ပသိမ်မုံရလမ်းမမှာတည်ရှိတဲ့တင်းလူကုံချေးပါနဲ့ပန်တော်ကြီးချေးပါနီးနားတွေကိုအရခတ်တော်အေးနဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းမှာတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာရန်ကုန်နေပြည်တော်နဲ့ AR တိုင်းတွင်းကပြည်သူ့စစ်မှုထမ်းတပ်သားတစ်တွေကိုစုဆောင်းပြီးတော့ စည်ရေးပြင်းထန်နေတဲ့လေးမနာမြို့နယ်အတွင်းပို့ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။တိတ်ပွေးတွေကတော့လေးမျက်နာမြို့နယ်ကတေနုံကုန်နဲ့ပန်တိုကီကျေးရွာတွေမှာဖြစ်နေကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကပသိမ်မုံရွာလမ်းဘက်ကိုပြန်လည်ထိရှောက်နေဖို့အတွက်တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာပါ။စစ်ကောင်စီတပ်မှာတော့ပြည်သူစိတ်မှုထက်ပါစတဲ့ကိုပိုပြီးအတုံညှောလာတယ်လို့သိရပါတယ်။စစ်ကောင်စီက ARB တိုင်းဟင်းဒရာမြို့နယ်အတွင်းရှိ တရင်တွေကလည်းလေးမျက်နှာရေးကြီးငတိုင်းချောင်းမျိုးတွေကိုစစ်ကားကြီးတွေနဲ့စင်အရာတွေကိုပုံမပို့ဆောင်နေတာဖြစ်ပြီးတော့အေအေနဲ့ပူပေါင်းတက်တွေသိမ်းပိုက်ထားတဲ့နေရာတွေနဲ့ရခိုင်ပြည်ဂွားမြို့နယ်ဆက်ထိထိုးစစ်ဆင်တိုက်ခတ်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။အာရခတတော်အေအေနဲ့ပူပေါင်းတက်တွေဝိုင်းရံပိတ်ဆို့ထားတဲ့ဂွားငတိုင်းချောင်းကားလမ်းမရှိမြောက်ဆန်းကျေးရွာမှာတည်ရှိတဲ့အမြောက်တက်အမဒ3လေးလေးတရင်တွေမှာနှစ်ဖက်လက်နက်ကြီး drone တွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့လည်းငတိုင်းချောင်းဒေသခံတွေစီကသိရပါတယ်။ အဆိုပါအမြောက်တက်အမတ်3လေးလေးတက်ရင်ကနေပြီးတော့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ပသိမ်မုံရွာလမ်းပိုင်းကခြေရွာတွေကိုလက်နက်ကြီးဟောင်ဝင်စာတွေနဲ့လမ်းပစ်တိုက်ခိုက်နေပြီးတော့ကွာငတိုင်းချောင်းကားလမ်းပိုင်းနဲ့ပသိမ်မုံရွာကားလမ်းပိုင်းလမ်းစုံမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ရင်းနှီးသားစစ်ဆေးရေးကိတ်ကနေပြီးတော့လေဒီမနာမျိုးနယ်မှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ဒီမနာမျိုးတွင်ကပန်တော်ကြီးခြေရွာနီးဝင်းကျင်တလျှောက်ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်မှာကပသိမ်မုံရွာလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့ အာရခတ်တော်အေနဲ့ဖူပေါင်းတက်တွေကလည်းအဲ့ဒီကြေးဝါတွေမကြောက်ရွံ့ရွတ်ထိုးစစ်အချိန်မြင့်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။အာရခတ်တော်အေနဲ့ဖူပေါင်းမဟာမိတ်တက်တွေဟာပသိမ်မုံရလမ်းပိုင်းကိုအပြည့်အဝထိန်းချုပ်နိုင်မှုအတွက်ငတိုင်းချောင်းလီမင်နာမြန်အောင်နဲ့အင်ကဘူမြို့နယ်တွေကိုစစ်ကြောင်းဖြန့်ကျက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာလို့လည်း AAC ရဲ့သတင်းမျိုးတွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာလီမင်နာမြို့နယ်အတွင်းကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေနဲ့ဖူပေါင်းမဟာမိတ်တက်တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကြေးဝါတွေကိုဒရုန်းနဲ့ကင်းထောက်ကနေ့စဉ်နဲ့များလေကြောင်းပြစ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။အာရခတတော် AA နဲ့စစ်ကောင်စီတပ်တွေဟာနှစ်ဖက်စလုံးအတွက်စီးရဲအချက်ချာကြတဲ့နေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့တူနေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့နေရာတွေကိုပြန်လည်ရယူဖို့အတွက်တံပြန်ထိုးစစ်ဆင်လာနေပေမဲ့လည်းထိရောက်မှုမရှိဘဲအကြအဆုံးယူနေရင်ဆိုင်နေရတယ်လို့ AA ကပြောဆိုထားပါတယ်။အာရခတတော် AA နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာရခိုင်ပြည်နယ်နေပြည်တော်ထိစပ်နေတဲ့မကွေးတိုင်း၊နှက်ရည်ကန်၊ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့ AR တိုင်းဆက်၄မိနစ်မြို့နယ်တွင်းတို့မှာစစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကိုကြံ့ကြံ့ခံပြီးတော့တံပြန်ထိုးစစ်တွေလှုပ်ဆောင်လျက်ရှိနေကြကြောင်းနှစ်ဖက်တိုက်ပွဲတွေဟာလည်းနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့ AA ကပြီးခဲ့တဲ့အော်တိုဘားလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မေဒီလာရဲကတိုက်ခိုက်ရမှုမှာဒံယာရရဲများကိုကုသဖို့ပြည်သူစေယုံမှာရေးပေါ်လူနာမဟုတ်သူအလုံးကိုစေယုံမှာဆင်းခိုင်းနေဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိတ်ချီလာမျိုးအတွင်းစစ်ကောင်စီလက်အောက်ခံရဲကားကို လက်ပစ်ဘုံဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရပြီးနောက်ဒံယာရရဲများကိုကုသရန်အတွက်မိတိလာပြည်သူစေယုံမှရေးပေါ်မဟုတ်တဲ့လူနာတွေအားလုံးကိုစေယုံမှချက်ချင်းဆင်းခိုင်းကဒံယာရလာတဲ့ရဲများကသာဦးစားပေးကုသခိုင်းခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ12ရက်နေ့မနက်7:00နာရီခန့်မှာမိတိလာမြို့နောက်ဘက်ကနေကင်းလှပြီးပြန်လာတဲ့အင်အား18ဦးခန့်ပါရဲကားတစ်စီးကို မိတိလာတပ်ကတော့နီးမှာ စီတန် UG ဖွဲ့ကလက်ပစ်ပုံးဖြင့်အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပစ်ခတ်မှုကြောင့်ရဲနှစ်ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံးခဲ့တယ်လို့ကားပေါ်ပါလာသူကြံရဲတပ်ဖွဲ့ဝင်အမြောက်အများလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူရဲများကိုကူတာဖို့အတွက်စစ်ကောင်စီအနေဖြင့်မိထီလာမျိုးပြည်သူစေယုံအတွင်းမှအရေးပေါ်မဟုတ်တဲ့လူနာများကိုချက်ချင်းစေယုံမှာဆင်းခိုင်းတဲ့အပြင်စေယုံပတ်ချလဲမှာလဲလုံခြုံရေးတင်းကျပ်လိုက်တာ ၎င်းတို့လူနာများကိုသာကုသစေဖို့စီခိုင်းခဲ့တယ်လို့သိရပါတယ်။မနေ့ကမိဒီလာတက္ကသိုလ်နဲ့ပညာရေးကောလိပ်နားမှာပေါ့နော်ကင်းပတ်ပြီးပြန်လာရဲကလက်ပြီးပေါင်းနှလုံးပြစ်ခံရတာ။နောက်ဦးကတော့နေရာမှာပဲတည်သွားတယ်တုံးဆိုးနေရတယ်တဲ့။အခြားနေရာရတဲ့လူတွေလည်းရှိတယ်။အဲ့ဒါပြည်သူ့ခေယုံကအရေးပေါ်မှုတဲ့လူနာတွေကိုစိတ်ယုံပြောင်းဟိုင်းပြီးတော့သူတို့ခွေးတွေပေါ့နော်အကောင့်တွေကိုအရင်ကုဖို့ပြောတယ်။အဲဘီရစီယုံပတ်ချလိုက်မှလေကင်းနေချထားတယ်စီယုံခဏထိန်လိုက်တယ်ဆိုတော့တဘောပေါ့ဗျာဖြစ်စဉ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ရဲ၃ယောက်ထဲမှတစ်ယောက်ကလည်းဆေးရုံကိုရောက်ပြီးမင်းညမာတယ်ထပ်မံသေဆုံးသွားတာကြောင့်တိုက်ခိုက်မှုအတွင်းစုစုပေါင်းရဲ၃ယောက်ထိသေဆုံးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေဖြင့်မိထီလာမြို့ကိုအာနာသိမ့်ပြီးနောက်ပိုင်းကစကမြို့တွင်တာမကမြို့အဝင်ထွက်ဂိတ်တွေအလုံးမှာပါလုံခြုံရေးအထက်ထက်ချထားတဲ့ဂျားတွေကယခုကဲ့သို့တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့လည်းဒေသခံတွေထံမှသိရပါတယ်။ ဒါအပြင်ယခုရဲကားတိုက်ခိုက်ခံရတဲ့နေရာဟာ၎င်းတို့အစိုးရရုံးတွေတောက်လျှောက်ရှိရာနေရာဖြစ်တယ်လို့မိထီလာရဲစခန်းအနီးနားမှာလည်းဖြစ်တာမို့ဖြစ်စဉ်ဖြစ်ပြီးပြီးချင်းလမ်းတော်လမ်းလာတွေကိုစစ်ဆေးမေးမြန်းတာတွေနဲ့လုံခြုံရေးတင်းကျပ်တာတွေပုံမပြုတ်လုခဲ့တယ်လို့ဆိုပါဒေသခံမှဆက်ပြောပါတယ်။လုံခြုံရေးကိုတင်းလာမှာထပ်တက်ကိုချတာလားဘာသာလုံးလုံးထားတာလေဆိုကြော်ပြောင်းထွက်မှလည်းရှိတယ်။တာဒီထွက်တွေမလိုင်ထွက်တွေဝန်းနေထွက်တွေမှာရောပဲ။ အဲမြန်လန်းထက်တော်မှာသူတို့တွေဝင်ကန်ဒီမှာဆိုရင်ဂိတ်တွေအထက်ထက်ပဲပပက်လေးကိုချထားတာပိုကောင်းတာတခုကတော့ခုလက်ပြပုံးပြီးခံရပြီးပညာရေးကောလိပ်နဲ့တက်ကုနာဆိုတာသူတို့ရဲ့ဆက်နဲ့နီးနီးလေးလေးအနာတော်ချောကဌာနဆိုင်ရာရုံတွေကြီးပဲအဲ့ဒါပြပြပြီးချင်းစစ်တာစီးတာတွေပို့လောက်လာသေးတယ်မိထီလာမျိုးဟာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တဲ့တပ်မကိုကိုအခြေဆိုင်ရာမျိုးတစ်ခုဖြစ်တယ်လို့အမြောက်တန်ချက်က စေးဆောက်လုပ်ရေးထောက်ပို့နဲ့အခြားစစ်တပ်အများအပြားခြေဆိုင်ရာမျိုးလည်းဖြစ်တာမို့ အာနာသိမ့်ပြီးနောက်ပိုင်းလုံခြုံရေးတင်းကျပ်မှုတွေရှိခဲ့ပေမဲ့ဒေါ်လာရေးတပ်ဖွဲ့တွေအနေနဲ့အလင်းသိရင်တင့်တယ်လို့ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်လို့ရှိရလို့လည်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းညာဦးမြို့နယ်ရှိကန်ဒီပေါ့ရွာကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာစဉ်ကြောက်လက်တကြားအိတ်တကားပိတ်မိတာကြောင့်စစ်ကောင်စီတပ်သားတွေကစူပါအိမ်ကိုဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်စစ်ဘိုလ်ဖြစ်သူရဲ့အဖေတေဆုံးသွားပြီးမိသားစုဝင်တယောက်ဒဏ်ရာရရှိတာ မန္တလေးကိုပို့ဆောင်ပြီးစေကူတမှုခံယူနေရတယ်လို့ဒေသခံသတင်းရင်းမြစ်တူက BBN ကိုပြောပါတယ်။အော်တိုဘာလ၄ရက်နေ့ကန်ဒီပေါက်ကြီးရွာကိုတောင်စင်းရွာကနေတောင်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာသူတို့လာတာကိုမြင်လို့အိမ်တကာပိတ်တဲ့စစ်ဘိုလ်ရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ပြီးစစ်ဘိုလ်ရဲ့အဖေဖြစ်သူကတော့နေရာမှာရင်ပွဲချင်းပြီးတည်ပြီးမိသားစုဝင်တယောက်ကိုတော့မန္တလေးဘက်ကိုစေကူတနေရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတကပြတ်တက်သွားတဲ့မျိုးသားဟာစစ်ကောင်စီလက်အောက်ခံစစ်ဗိုလ်တရားရဲ့အဖေဖြစ်ပြီးတော့စစ်ကောင်စီဟာသူတို့မတင်ခိုင်းဇက်တူသားလဲစားတယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီအိမ်ကပေါ့နော်။သူသားကဆိုရင်စစ်ဗိုလ်အခုသူ့အဖေသေးသွားတယ်ပေါ့နော်။စစ်ကြောင်းဝင်လာပြီးဆိုရင်ပြည်သူတွေကဟိုကြောက်ရဒီကြောက်ရဖြစ်နေတယ်။နောက်တစ်ခါကျတော့အဲ့ဒီစစ်ကြောင်းကကြေးရမှာရှိတဲ့အစိမ်းရောအနီရောမခွဲကြပဲသူတို့အမြင်ကန့်ရင်တွေးတဲ့လူကိုတတ်ချင်တယ်လို့တတ်လှုပ်ချင်တယ်လို့လုံနေတာပေါ့လို့သူကဆိုပါတယ်။ အဆိုပါစစ်ကြောင်းဟာကန်ဒီပေါက်ကြီးရွာကိုနောက်တစ်ခေါက်စစ်ကြောင်းထိုးတဲ့အချိန်မှာတရွာလုံးကိုမိရှို့သွားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ပြည်နယ်မြို့တော်မော်လမြိုင်မြို့ပေါ်မှာစစ်အုပ်စုကစက်ကြီးကောက်ပြီးလောင်စာဝိုင်းတွေတရားဝင်ခွင့်ပြုပေးနေတဲ့အတွက်ခိုးဆိုးလူရဲမှုတွေများလာမှာကိုမြို့ကန်တွေကစိုးရိမ်နေကြတယ်လို့ပြောပါတယ်။စစ်အုပ်စုဟာဘာသာရေးပွဲတော်ရဲကြီးခါကြီးပွဲလန်းသဘင်တွေပြင်အကြောင်းမျိုးမျိုးပြပွဲတော်ကျင်းပပြီးလောင်စာဝိုင်းတွေထွက်သွင်းနေတာပါ။ ီလိုမျိုးလောင်ကစားဝိုင်းတွေများလာတဲ့အပေါ်မျိုးကံပြည်သူလူထုကြားမှာစိုးရိမ်မှုတွေရှိလာနေပြီးရှစ်ဆက်ခိုးဆိုးလူရဲမှုတွေများလာနိုင်တယ်လို့အသက်55နှစ်အရွယ်မော်လမြိုင်မျိုးကံမျိုးသမီးတစ်ဦးက VPN ကိုပြောပါတယ်အဲ့ဒီတိုင်လောင်ကစားဝိုင်းတွေမှာဆယ်ကျော်သက်လူငယ်တွေကအစမိဘအုပ်ထင်းသူမသိအောင်ခိုးဆော့ကစားတာတွေပိုတွေးလာရတယ်လို့သူကဆက်ပြောပါတယ်လက်ရှိမော်လမြိုင်မျိုးပေါ်မှာလောင်ကစားဝိုင်းအင်္ဂလုံဝိုင်းတညအတွက်ငွေကျပ်9သိန်းဝန်းကျင်စက်ကြီးပေးဆောင်ရတယ်လို့ BPN ကစုံစမ်းသိရှိရပါတယ် အဲ့ဒီစက်ကြီးတွေကိုထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရက်ွက် အုပ်ချုပ်ရေးအဖွဲ့စစ်သားရဲတွေကိုပေးဆောင်နေရတယ်လို့ဆိုပါတယ်။အရင်အာဏာမသိခင်ကာလတွေမှာပွဲတော်ရဲတွေနဲ့အတူလောင်စာဝိုင်းတွေကိုထဲသွင်းတာမျိုးတွေရှိခဲ့ပေမဲ့ယခုလိုမများဘူးလို့အသက်50အရွယ်မော်လမြိုင်မျိုးကံမျိုးသားတအူးကပြောပါတယ်။အဲ့ဒီလောင်စာဝိုင်းတွေကိုစစ်သားရဲပြည်သူစစ်အရန်မိသက်တက်ဖွဲ့နဲ့စေအုပ်စုထောက်ခံလက်နက်ကင်အဖွဲ့ဝင်အချို့ကရဲဝတ်တွေနဲ့လုံခြုံရေးယူပေးနေတာလို့ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုကပြည်သူတွေနိုင်ငံရေးမှာစိတ်ပါဝင်စားမှုမရှိလာစေရေးမွန်ဒေတာပါဝင်နိုင်ငံတဝိုင်းမှာကျစ်လက်ဒေတာသာမက မျိုးပေါ်တွေပါလောင်စာဝိုင်းကြဲကြဲပြန့်ပြန့်ခွင့်ပြုပေးနေတဲ့အတွက်ခိုးဆိုးလူရဲမှုတွေလည်းများပြားလာနေတယ်လို့စစ်တမ်းတွေအရသိရပါတယ်နောက်ထပ်သတင်းနဲ့ပုံနေနဲ့နိုင်ငံသားရာသတင်းစီစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်က နိုင်ငံရဲ့ကမ္ဘာလုံးဆိုင်ရာယက်တီမှုပုံမအကောင်းလာကြောင်းကြေညာခဲ့ပြီးနိုင်ငံကိုချမ်းသာကျေွားတဲ့ဆိုရှယ်လစ်ကောင်းငင်ပုံအဖြစ်ပြောင်းလဲပေးမယ်လို့ခရီးပြုခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။အော်တိုဘားလ9ရက်ကျသပိုင်းနေ့ကမြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော်ပျုံယန်းရှိမေဒီအားကစားပွဲမှာပြုလုပ်တဲ့မိန်ကုန်းမှာကင်ကသူ့ရဲ့ပါတီဟာ280သမိုင်းတစ်လျှောက်မှာအမားတစ်ခုဒါမှမဟုတ်လွဲချော်မှုတစ်ခုမှပြုလုပ်ခဲ့တာမျိုးမရှိဘူးလို့ပြောကြားခဲ့ပြီးတော့ပြည်သူတွေရဲ့ဉာဏ်ပညာနဲ့ခွန်အားကိုအားကိုးပြီး တိုင်းပြည်ကိုဥဆောင်ခဲ့တယ်လို့ KCNA နိုင်ငံပိုင်သတင်းဌာနကအော်တိုဘားလ10ရက်နေ့တောက်ကြနေ့မှာပြောကြားခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ကမကျော်လွှားနိုင်တဲ့အတိုင်းအစီမရှိတဲ့အင်အားကြီးသူတွေဖြစ်ကဘာရှိမှရက်တည်နေပြီးကျွန်တော်တို့မအောင်မြင်သေးတဲ့ကိစ္စရွက်တွေဆိုတာလည်းမရှိသေးဘူးလို့ Kim ကမေကွန်းမှာပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာနျူကလ িয়ার လက်နက်စွမ်းရည်ကိုတိဆောက်ရမှာစီးပွားရေးအခက်အခဲတွေနဲ့ကြုံတွေ့နေရပြီးတော့ကမ္ဘာပေါ်မှာအထူးကြံဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ်80ပြည့်နှစ်ပတ်လည်နေ့အတွက်ကင်ဂျုံအန်းဟာပြီးခဲ့တဲ့စက်တင်ဘာလကဘေကျင်းမြို့ကိုတွားရောက်လည်ပတ်ခဲ့ပြီးတောက်ကြနေကကျင်းပတဲ့အခမ်းအနားပြီးမှာတရုတ်သမ္မတရှီချင်းဖြင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့နဲ့အတူနိုင်ငံပေါင်းစုံတရမန်ရေးရာဆင်းမြင့်မှာပထမဆုံးအကြိမ်လူသိရှင်ကြားပြသတဲ့စီးရေးပြအခမ်းအနားကြီးမှာပါဝင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ရုရှားတရုတ်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေကအမေရိကကိုဆန့်ကျင်ဖို့ပူးပေါင်းကြံစည်နေတယ်လို့ပြောကြားခဲ့ပါတယ်။ Truth Social Media မှာထရမ့်က အဲ့ဒီအချိန်ကတရုတ်ကောင်းဆောင်ရှီကျင်းဖြစ်စီစာရေးခဲ့ပါသေးတယ်။မင်းအမေရိကန်ပြည်ထောင်စုကိုစန့်ကျင်မှုကြံစည်နေတဲ့ဗလာဒီမာပူတင်နဲ့ကင်ဂျုံအန်တို့ကိုကျေးဇူးပြုပြီးနှွေးထွေးစွာနှုတ်ဆက်လိုက်ပါလို့ရေးသားခဲ့ပါတယ်။မကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA ကစာသားပေးနေကအခမ်းအနားကိုတက်ရောက်လာတဲ့ဧည့်သည်တွေကိုအမိမဖော်ပြလိုခဲ့ပါဘူး။တရုတ်ဝန်ကြီးချုပ်လီကွင်းဗီနမ်ကောင်းဆောင်တိုလန်နဲ့ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌဒီမီထရီမက်ဗီဒက်တိုနှစ်ပတ်လည်နေ့အခမ်းအနားတို့ကိုတက်ရောက်ဖို့ ျုံယမ်းကိုရောက်ရှိလာခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်ကျွန်တော်ရစ်ချတ်ပါယနေ့အော်တိုဘာလ23ရက်နေ့ VPN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ